ေးခွဲစီချိုးစားပြီးတော့ထွက်ခွာရဖြစ်ပါတယ်ကျွန်တော်တို့ဖွဲ့အရင်ကိုပြောပြီးတော့တခါတော့ထားကြတယ် ရွာသလေးတရင်ကျွညာလေးတင်ရပါ။တင်ကျွကိုသွားနေရင်လည်းလမ်းမှာခက်ခဲဖြစ်ပြီးတော့မိုးရွာတော့ရှေ့ဆက်သွားလို့မရတဲ့ရွာအမရွာထဲမှာတို့မိုးရဲရွာတဲ့အတွက်အိတ်ဒီဝယ်ပြီး lucky h3 ပိတ်ရတော့အမှတ်တရပဲဗျာ။ကျောင်းကိုပြန်ခေါ်လိုက်ကြတာလေးဒီလိုလေးတရင်ကျွမှာတကြံလေးရတာအကောမင်းတို့ဒီလိုရောက်တာဟေး တယ်လန်အရန်ကျန်တဲ့အတွက် expect တွေတက်လို့မရလို့ကျွန်တော်တို့ hotel ကစီစဉ်ပေးတဲ့ကားတွေတစ်ဖြစ်ပါတယ်။တလန်လို့ပြန်ခဲ့တဲ့မြားကျွန်တော် hotel ရောက်မှာပဲအမောပြေးသွားတော့တယ်။အေးဒါဆိုတော့နှညလောက်တော့စီးခဲ့ရတယ်။ဒါတော့ကျွန်တော်ရဲ့ပုံတန်းအောင်ရိုက်ပြီးရတဲ့ငွေချင်းပါ။ရောက်တော့ကျွန်တော်တို့အဖွဲ့ဘီလေကန်းကြီးမှာပဲပြပြပါလေးချီးကြပါဗျာ မနခင်ခေါ်ရင်ကြီးရဲ့အလားပေါ့ဗျာကဲဒီနေ့ကတော့ကျွန်တော်တို့ဘွဲ speed boat စီးပြီးတော့ချုံချစ်ချုံသွားနေမှာဖြစ်ပါတယ် speed boat နဲ့ speed boat နဲ့၈နိုင်လောက်ထွက်ပြီးတော့ဆို၈မိုင်လောက်ထွက်ပြီးတော့လာတဲ့နေရာလေးပါအနေရောပို့ပြီးတော့ကိုယ်ရင်ကျွတ်ပူလာကိုကိုယ်ရင်ကျွတ်နေသွားတဲ့နေရာကိုယ်ရင်ကျွတ်ပူလာဟေ့ဟေ့အော်အင်းကြီးပါဒါတော့ပစိုးကြီးပါမခေးပါဒါမခေးပါဆက်နေရင်လည်းတဲ့မခေးပါဒီကိုင်းကျွန်တော်အခွင့်ရှိပါတယ် ရောက်ရင်ဟိုတယ်မှာမနေပါနဲ့ကျုံးနေကိုသွားပြအောင်သွားလေပါဘာလို့လဲဆိုတော့ဟိုတယ်မှာရှိတဲ့ကမ်းခြေထက် ကျုံးနေဘက်ကရှည်ကပူချီပြီးတော့ပူလှနေလို့ဖြစ်ပါတယ်ဒါကျုံးမှာရှိတဲ့အုံတော်ပဲဖြစ်ပါတယ်ဒီနေရာလေးအရှမ်းလိုက်တယ်ဗျာမသိရင်နိုင်ငံခြားရောက်နေတယ်လို့ပဲဒါလေးကျွန်တော်တို့သွားလေတဲ့ကျုံးနေတဲ့ကျုံးပေါ့နော်ရှည်ကကြီးတန့်ပြီးတော့အရန်လာတာပဲ ဘာဝကြောက်ဆောင်နေတဲ့တပ်ပုံရိုက်တာအရင်ကြိုက်တဲ့သူတွေကတော့စိတ်ကြိုက်တဝါးကြီးရိုက်ပဲကျွန်တော်ပင်လေးလေးကိုတဝါးကြီးရှူပြီးတော့အစုပ်လေးချင်းကတော့လှုပ်ခဲ့ပါသေးတယ်ဘလောက်လှတဲ့သဘာဝတရားကြီးလဲကြီးလိုက်ကြတော့ဗျာဒါနိုင်ငံရဲ့သွားကြရမလို့နော်မြန်မာပြည်မှာပဲရှိတယ်ဟိုဒါ is core orange orange ပြောတော့ပါ orange ကျွန်းကနေစီးပုတ်တဲ့ကျွန်တော်တို့ရှင်းမိုင်းတော့မောင်းပြီးတော့စီးလာတဲ့နေရာဖြစ်ပါတယ် ားတော့ကျွန်တော်အချစ်ကလေးနဲ့တစ်ဖြတ်ပေါ့။ဒါကျွန်တော်တို့ဖွေပင်လေးနဲ့20လောက်မှ2 kg ဖြစ်ပါတယ်။ဂျုံးကပြင်လာတော့ကျွန်တော်တို့ဖွေမမောနဲ့ညသာစားပြီးဆွဲပါတယ်။ဖိုက်စားလို့လားမသိဘူးအရှမ်းစားလို့ကောင်းတာရဲ့ခင်ဗျာ။ကဲကျွန်တော်တို့ရဲ့ခီးစဉ်ပြီးဆုံးပါပြီ။အားလုံးကျေးဇူးတင်ပါတယ်တတ။